ရန်ကုန်တိုင်းဒေသကြီးရှေးပိုင်းခရိုင်ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်41တိုးချဲ့ရက်ကွက်ရာဇတ်ရစ်လန်ငမွေရဲ့ချောင်းပေအတွင်းရှိအင်ဂျီ400ကျော်ကိုကျူးကျော်နေထိုင်နေဆိုပြီးသက်ဆိုင်ရာစီမင်းတရာမှအင်အားသုံးဖျက်သိမ်းဖယ်ရှားခဲ့ပြီးခြံစည်းအုပ်ခတ်ခြင်းကိုဖေဖော်ဝါရီလ26ရက်နေ့နနက်9နာရီမှာပြုလုပ်ခဲ့ပါတယ်ကျူးကျော်နေထိုင်တယ်လို့ဆိုကနေအိမ်များဖျက်သိမ်းဖယ်ရှားခြင်းနဲ့ခြံစည်းအုပ်ခတ်ခြင်းများပြုလုပ်ရမှာသက်ဆိုင်ရာစီမင်းတရာဝန်ထမ်းအချို့မှကြီးကြပ်ပြီးဗဟိုးရင်ငယ်နှစ်စီးအင်ဂျီအနီရောင်အစင်းရောင်ဝတ်ဆင်ထားတဲ့အလုံသမား900ခန်းနဲ့ရှင်းလင်းခဲ့ပြီး က်ဆိုင်ရာရဲဝန်တန်းများမှလုံခြုံရေးရယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေရာမှာနေထိုင်သူအချို့ဟာ AOW တန်းဒေသကြီးမှနာဂစ်မှုန်တိုင်းတန်းခံရပြီးနောက်ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ကြောင်းနေထိုင်သူအချို့ကပြောပါဗါတယ်။အဲ့ဒီနေရာမှာကုမ္ပဏီတစ်ခုမှအင်အားစီမံကိန်းဆောက်လုပ်ဖို့ရှိတယ်လို့လည်းဒေသခံအချို့ကဆိုပါတယ်။အခုလိုဖြတ်သိမ်းခဲ့တဲ့အိမ်တွေမှာလူဦးရေ300ကျော်နေထိုင်လျက်ရှိကအများစုမှာလက်လုံလက်စားလုပ်ကင်သူတွေဖြစ်ကြပါဗါတယ်။မိုင်းတိတော့ပြောမှန်းဆိုလို့ညမောင်တွေညကဘဖို့ဝင်လာတာပေါ့နော်။ ပြောမယ်ဆိုလို့ရှင်ခုနနာရီလောက်ကစဖြစ်တာအကုန်လုံးနေပြီးမောင်းပြီးတိုက်ဖြစ်တာပေါ့နော်အခုနေပြီးရောကိုဝင်းနိုင်မတဲ့နေ့ကစလိုက်ပေါ့နော်ဘဘကိုနေပြီးရောအင်ဂျင်73လုံးအောင်ကြည့်တာပေါ့နော်ဒီကနေတိုက်ဖြစ်တာဒါမဲ့စိတ်ချရမကောင်းဖို့မောင်းလို့ပတ်စံ၅သိန်းပေးတယ်ဒါမဲ့အမကြီး၅သိန်းမယူသေးဘူးသူတို့ကတော့ယူပြီးပါပြီဟုတ်သူယူပြီး အဲ့လိုမျိုးသေးဘူးတယောက်ကို9သိန်းပေါ့နော်အင်းတယောက်ကို9သိန်းအင်းတအင်းကို9သိန်းပေးတယ်ဟုတ်ဒါမဲ့နေပြီရောမာကြီးကျမရင်မကောင်းတီတော့ကိုမာကြီးဘာမှမသိဘူးတဲ့ဘနဲ့ကမာကြီးအင်းကိုဆွတ်ဖြတ်သွားတယ်မသိလိုက်ဘူး